ဲ့မင်္ဂလာပါကျွန်တော်တော့ထုံးစံတိုင်းကိုမုတ်စိဖြစ်တယ်ဗျာနော်ကျွန်တော်စပင်ဝါသနာရှင်ကြီးကိုရေအားလုံးမင်္ဂလာပါဗျာနော်အာကျွန်တော်ရဲ့ YouTube channel မှာဆိုရင်ကျွန်တော်အာချီထိုးတာစလို့နော်အတက်တာအဆုံးကျွန်တော်အစဆုံးတင်မျိုးဝါဖြစ်တယ်ဗျာနော်မိတ်ဆွေတို့နေလည်းမလောပါနဲ့အစင်စင်ကျွန်တော်တက်သွားမယ်ဗျာနော်အာဒါမှလည်းကြွညင်တဲ့စပင်ပြောက်ဖြစ်မယ်ဗျာနော် အောက်ချီကိုမပိုင်မင်းနဲ့ကျွန်တော်ကတော့စကြီးအကြီးပိုင်းတွေကိုကျွန်တော်မပြဘူးဆိုတော့ ခြေကမပိုင်ပါစို့လို့ပြောနော်ဒါတကယ်ကိုစဉ်းစားထားပြီးတော့ပြောပြတာလည်းဖြစ်တယ်ပြောနော်အာဒီအစဆုံးအကြီးပိုင်းတွေလည်းကျွန်တော်မပြတာမဟုတ်ပြမယ်ပြောနော်ဒါပေမဲ့အစ်စ်မကြော်သွားဘူးပေါ့နော်ဥပမာကျွန်တော်ရှစ်ပြီးတော့ပိုင်းပြောခဲ့သလိုပဲနော်အက်ကမတက်တက်ဘူးဒါပေမဲ့တိုင်မီသွားချိန်နေတယ်အက်ကကြတော့ပြောင်းမြန်တဲ့အတဲလန်သဘောတကူအက်ကဥပမာဒီဆက်သုံးနေတဲ့အက်ကပါအက်လည်းအဲ့လိုမျိုးတော့မသိပဲနဲ့တိုင်မီချိန်နေတာမျိုးတွေကျွန်တော်စမ်းသပ်မစောသေးခြင်းဘူးပြောနော်ဒါစေတနာပြပြတာပါ အခုကကြတော့ကျွန်တော်အစစ်အစင်ကျွန်တော်ပြူပြိုင်းလေးကျွန်တော်တင်ပေးထားတယ်ဗျာနော်ဘယ်လိုမျိုးဖြစ်တယ်ကျွန်တော်အော်တိုဘိုင်းရောမိုင်ဝင်ဘိုင်းရောကျွန်တော်တင်ပေးထားတယ်ဗျာနော်မအော်တိုဘိုင်းဆိုလည်းကကြီလိုင်းဆာဘယ်လိုမျိုးလုပ်တယ်တည့်ရမလားဘုတ်ထမပိတ်ထားရင်ဖွင့်ထားရင်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ရဲ့ YouTube channel မှာလေ့လာလို့ရတယ်ဗျာနော်ဒါတကယ်ကိုကျွန်တော်အကုန်လုံးကိုစေတံထားပြီးတော့ကျွန်တော်ပြပေးရဖြစ်တယ်ဗျာနော်အစီအရေးလာမင်းကျွန်တော်ဆရာကြီးမဟုတ်ပါဘူးကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်နော်အာကျွန်တော်ဒီမှာကြီးရှင်းပြလို့ခိုင်းတက်လာတယ်အမှကြိုးလွဲရပေါ့နော် အကျိုးလဲရဘယ်လိုမျိုးလဲဆိုတော့ဒီမှာချိန်လို့ရှိရင်အကုန်လုံးမှန်ရတာနဲ့ချိန်လို့မရတာပေါ့နော်ဒီမှာအတိုင်းလည်းမှန်တယ်မှန်လည်းမှန်အတိုင်းဆိုလို့ရှိရင်လည်းကျွန်တော်ပြထားတယ်ဘယ်လိုဘယ်လိုမျိုးအမှန်ယူရမလဲဆိုတာလေးပေါ့နော်ချိန်နာအစားပေါ့အဲ့တော့အခုဘကျိုးလဲရကိုကျွန်တော်စစ်ပြီးတော့ပြထားတယ်နော်ဘာကြောင့်လွဲသွားတယ်ဟုတ်ပြီလွဲတာထားလိုက်တော့ကျွန်တော်အခု profit ချိန်လဲပေါ့နော်ချိန်မယ်ဆိုရင်ကျွန်တော်ဒီမှာကေဆက်ဆိုရင်ပေါ်ပေါ်ခွင်းနိုင်ပြီကကျွန်တော်ခွင်းထားတယ်ခွင်းထားပြီးတော့ဒီမှာ joint set တစ်ခုရှိတယ်ဗျာနော်အဲ joint set မှာ3 key เนาะ ပြီးတော့ဒီမှာ marketing လည်းရှိတယ်ဆက်တလုံးနဲ့တလုံးအမျိုးအစားမတူဘူးဒါပေမဲ့ရှိနေရှိမယ်မရှိနေမရှိဘူးမရှိလည်းပြဿနာမရှိဘူးမရှိလည်းဘယ်လိုချင်ရမလဲဆိုတော့ကျွန်တော်ထပ်ပြပေးမှာပေါ့ဗျာနော်အခုကကြတော့ဒီမှာကျွန်တော် marketing နဲ့ပြပေးမှာပေါ့ဗျာနော် okay ဒီမှာပါလွှဲနေရလို့ဆိုရင်ဘကြိုးအတူတူလွှဲသွားတာတော့မဟုတ်ဘူးဒါကကြတော့ set active ဖြစ်တယ်ကျွန်တော်ကိုယ်ရှုထားဖြစ်တယ်ဗျာနော်အတကျွာကြတော့ဆက်ရီဟောင်းသွားတဲ့ခါကြလို့ရှိရင်ဆွေးသွားတာလို့ရှိတယ်နော်ဆွေးသွားတာဟိုဆွေးသွားလို့ရှိရင်သူကဘယ်လိုဖြစ်လဲဆိုတော့ alignment နေမမှန်တဲ့ခါကြကြော်သွားတာရှိရတယ်ကြာနော် လွဲသွားတာပေါ့ဒီစကူကြီးကတော့သူ့အသေးချက်တာဆိုတော့လွဲတယ်လို့မလို့ပြန်နော်ဒါပေမဲ့တသက်လွဲလာရင်တော့မသိဘူးပေါ့နော်အခုပါပြချင်တယ်ဆိုရင်ဟိုကီးနော် join set မှာကီးလေးလုံးရှိရယ်နော်အဲ့လေးလုံးနဲ့ဒီကမလေးလုံးရှိရယ်ပြန်နော်ဘကြိုးကလေးလုံးနဲ့တန်းတန်းနဲ့ထားပေးပါနော်ကျွန်တော်ပြမယ်ဆိုတော့လွယ်နေတဲ့ဟာကိုဘယ်လိုဖြည့်ရှင်းမလဲဆိုတော့ကြားပြနေပြန်တော့ဟမ်အော်ဟုတ်ပြီမရှိတော့မယ်နော် ျော်တဲ့ခါကျရင်လည်းစီစီလေးထားပါเนาะကျွန်တော်ကတော့လက်တစ်ဖက်နဲ့ပြလို့ကျွန်တော်เนาะဘယ်ရေးတစ်ချက်ကိုင်းလိုက်ဝင်ကြเนาะခဏလေးပါကျွန်တော်လည်းရှေ့ပြရမယ်တတလေးเนาะအဲဒီမှာကျွန်တော်ရှင်းထားရပြန်နော်အဲဒီမှာ ီကစကူနဲ့ဒီစကူလေးလုံးကတန်းနေရပါကြနော်ချက်ကြည့်ပါကြနော်တန်းနေဖြစ်နေရမယ်ဒီမှာတန်းနေဖြစ်နေရမယ်အကိမတန်းဆိုတန်းလုံးအောင်ကြနော်ဒါလောရတဲ့ကျွန်တော်ဒီမှာပြန်ကြမယ်အဲကျွန်တော်လက်ရှိချိန်နေပြည့်တယ်ကြနော်အဲမှာလိုသေးတယ်ဘာလို့ဒီလိုမတန်းသေးလို့ပေါ့နော်တက်ပြီးရွှေလို့ပေါ့နော် โอเคเนาะကျွန်တော်ရှင်းထားရပြเนาะကျွန်တော်လက်တစ်ဖက်လက်ပြလို့တခြားကြည့်ပါအောင်เนาะကျွန်တော်လက်တစ်ဖက်ပြတဲ့ခါကျတော့ခိုင်ရတာဆင်မပြေရဖြစ်တယ်ပေါ့เนาะဟမ်ဆက်ကြည့်မယ်เนาะဟမ်ဒီမှာကြည့်เนาะဂျာနယ်ပဲเนาะဒီစကူနဲ့ဘောင်းဂျာနယ်မှာထားပြเนาะပြီးရင်ကျက်လိုက်เนาะကျလာမယ်ကျလာမယ် ဘာလို့ဆိုတော့ဒီဖြစ်နေကြ။ဘာလို့ဆိုတော့အဲဆင်းရချက်ကြည့်လို့နော်ကိုလို့မှာဟောရပဲနော်။ဟုတ်ကဲ့ပါအားလုံးစင်ကြပါစေကျေးဇူးတင်ပါတယ်ဗျာနော်။